အမှတ်ထားတဲ့ area ရဲ့ယူလာတဲ့ area ဘေးတစ်ပတ်တစ်ချက်ပါကျွန်တော်တို့ရင်းသွားလားနှစ်လားရရှိအောင်ဟိုဆောင်ရွက်ပါလို့ညွှန်ကြားရတဲ့ကျွန်တော်တို့ရင်းသွားလားနှစ်လားရရှိအောင်ဆောင်ရွက်ခဲ့ပါရန်ကုန်မြို့မှာရင်ကြောကြက်မှုပြဿနာတွေကိုအစိုးရကဂုံးကြော်တရားတွေနဲ့ဖြေရှင်းဖို့ကြိုးစားနေကြသလိုလက်ရှိမှာလည်းတောင်မွေရှစ်မိုင်မြန်ကုန်းနဲ့ကုတ်ကိုင်းလမ်းစုံတွေမှာဂုံးကြော်တရားတွေဆောက်လုပ်နေဆဲဖြစ်ပါတယ် 90ရာခိုင်နှုန်းကျော်လောက်ပြီးစီးနေပြီဖြစ်တာမို့အစိုးရတပ်တန်းမကုံငွေ2016မတ်လအမီတိဆောက်သွားမယ်လို့လည်းပြောဆိုခဲ့ပါတယ်။ရန်ကုန်မြို့မှာဆောက်လုပ်လာတဲ့ဂုံးကျော်တရာပေါင်းခုနှစ်ခုရှိသွားပြီဖြစ်ပြီးဒီလိုဆောက်လုပ်ခဲ့လို့သာကားစီးရတိုးပြီးရင်ကျောပိတ်ဆို့တဲ့တန်းကိုအထိုက်လျောက်ဖြည့်ရှင်းနိုင်ခဲ့တယ်လို့ဆိုလာသူကဦးကျော်ဆိုပါ 2017ခုနှစ်နောက်ပိုင်းမှာ2သိန်းတသန်းလောက်ပဲရှိတယ်အခု2015မှာ9သိန်းကျော်သွားပြီအဲ့တော့တူးတက်လာတဲ့ရင်စည်းရည်တွေကိုဒီချမ်းရှင်းနေပါတော့အဓိကဘလိုရင်ကြက်တဲတဲ့ငူလာတွေကကြက်တဲတဲ့လမ်းစုံတွေပါဘူးလို့ကဘုံကျော်ဒေါ်လာတွေနဲ့ဒါဖြည့်ရှင်းခဲ့တာပဲဖြစ်ပါတယ်အဲ့တော့စုစုပေါင်းဆောက်ခဲ့တဲ့ဒီဘုံကျော်ဒေါ်လာ90လုံးရောက်အများကြီးပဲပြည်လည်သွားတယ်လို့ပဲပြောချင်ပါတယ်တကယ်လို့ဒါဒီတရားကြီးဘုံကျော်ဒေါ်လာကြီးမဆောက်ခင်ဒီမကကြက်တဲနေမှနေတာရှိပါတယ်လို့ပဲပြောပြလို့ရတယ် လက်ရှိဆောက်လုပ်နေဆဲဖြစ်တဲ့ရှစ်မိုင်လမ်းစုံဂုံးကြော်တရားကို Crown Advance Construction ကတာဝန်ယူဆောက်လုပ်တာဖြစ်ပြီးကုတ်ကိုင်းလမ်းစုံဂုံးကြော်တရားကို Capital Development နဲ့တာမွေလမ်းစုံကဝိုင်းပုံစံဂုံးကြော်တရားကိုတော့ရွှေတောင် Development Company ကဆောက်လုပ်နေတာဖြစ်ပါတယ်။ဂုံးကြော်တရားတွေအတွက်2015ခုနှစ်9လပိုင်းကစတင်စမ်းသပ်မှုတွေလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတရားတစ်ခုစီအတွက် American Dollar 15 billion ကျော်ကနေ16 billion ကျော်ထိတန်ဖိုးသတ်မှတ်ထားပါတယ်။ ရန်ကုန်မြို့လမ်းကျွမှုတွေမှာရင်တင်းရဲတွေရဲ့အခန်းကဏ္ဍဟာလည်းအရေးကြီးတဲ့နေရာမှာရှိနေတယ်လို့လိုအပ်ချက်တွေကတော့အဖက်ဖက်မှာရှိနေတယ်လို့လူရဲမှုဝန်လွင်ကပြောပါတယ်။တိုင်းပြည်ကဖွံ့ဖြိုးလာပြီလို့ပဲပြောရမှာပေါ့နော်။ဒါဖွံ့ဖြိုးစေကာလဖွံ့ဖြိုးလာပြီဆိုတော့ဘက်ဆုံလိုအပ်ချက်တွေများလာတယ်။ဘက်ဆုံအခုမော်တော်ယာဉ်လိုအပ်ချက်တွေများလာတော့မော်တော်ယာဉ်တွေတအားဝင်လာတယ်။ဒါမော်တော်ယာဉ်တွေဝင်လာပြန်တော့တခါလမ်းရဲ့လိုအပ်ချက်ကတခါဖြစ်လာတယ်။အဲ့တော့ဟိုလိုအပ်ချက်တွေများလာတဲ့အထက်မှာဟိုကျွန်တော်တို့ဘက်က လေဘာတွေလိုလာလဲဆိုတော့နီးပညာပိုင်းဆိုင်ရာလိုလာတာပေါ့အဲ့တော့ခုကနီးပညာတစ်ဖက်ဖွံ့ဖြိုးလာတာများလေလေနီးပညာလိုလာလေလေအဲအဲ့ဒါလိုလာတဲ့အချိန်မှာခုကျွန်တော်တို့က manual ပေါ့ document error နဲ့လုံးနေအဲ့တော့ဟိုအကောင်းဆုံးကတော့အပေါင်းဆက်ဆောင်ရွက်မှရမယ်လို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဘက်ကလည်းစီကံထိန်းသိမ်းတဲ့အပိုင်းအားလည်းစနစ်တကျကြိုးစားပြီးထိန်းသိမ်းတယ်လို့ဒီလန်သုံးပြုစုတွေကလည်းစနစ်တကျကြိုးစားပြီးလိုက်နာပေးပါလို့ပြောချင်ပါတယ်